ဒီနေ့ပြားရရောက်ပြီးကြပြီလားဒီနေ့က International Museum Day နော်ပြားရဆိုတာကလူသားတွေရဲ့ဖန်တီးမှုတမိုင်းနဲ့အနာဂတ်ကိုထင်ဟန်းစေတဲ့ယဉ်ကျေးမှုအမွေအနှစ်များစုဝေးရနေရလို့ပြောဆိုနိုင်ပါတယ်ကမ္ဘာပထမဦးဆုံးနဲ့ရှေးအကျဆုံးပြလိုက်တစ်ခုဖြစ်တဲ့ Anningalti Nanas Museum ကိုလွန်ခဲ့တဲ့နှစ်ပေါင်း2500ကတည်းကတိစောက်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့ ဒေဗီလွန်ပြည်ကမင်းသမီးတိဆောက်ခဲ့တယ်။ဒီရှိဟောင်းပြတဲ့ကြီးကတော့1925ခုနှစ်ကရှာဖွေတွေ့ရှိခဲ့တာပါ။ UNESCO ရဲ့ဖော်ပြချက်တွေအရဆိုရင်အခုလရှိမှာကမ္ဘာပေါ်မှာပြရိတ်ပေါင်း3,500တန်းတက်မနေရှိနေပြီလို့လည်းသိရပါတယ်။ပြရိတ်တွေရဲ့ယဉ်ကျေးမှုသမိုင်းနဲ့ပညာရေးဆိုင်ရာအရေးပေါ်မှုတွေကိုအလေးထားဖော်ပြနိုင်ရန်အတွက်ရည်ရွယ်ပြီးတော့ International Museum Day နိုင်ငံတကာပြရိတ်နေ့ကိုမေလ17ရက်နေ့မှာကျင်းပလေရှိကြပါတယ်။ ဒီနေ့ကတော့ ICOM International Council of Museum မှဦးဆောင်ပြီးတော့1989ခုနှစ်ကစတင်ကျင်းပခဲ့တာဖြစ်ပြီးတော့နှစ်စဉ်တိုင်းမှာမတူညီတဲ့ theme တွေနဲ့ကျင်းပလေ့ရှိကြပါတယ်။ဒီနှစ်2025ခုနှစ်မှာတော့ The Future of Museums Rapidly Changing Communities ပြောင်းလဲလျက်ရှိတဲ့လူမှုအသိုက်အဝန်းများအတွင်ပြရိုင်များရဲ့အခန်းကဏ္ဍဆိုတဲ့ခေါင်းစဉ်နဲ့ကျင်းပကြမှာပါ။ဒီပညာဖွံ့ဖြိုးတိုးတက်မှုလူနေမှုအဆင့်အတန်းလျင်မြန်စွာပြောင်းလဲလာမှု နိုင်ငံရေးနဲ့တဘာဝပတ်ဝန်းကျင်ပြောင်းလဲလာမှုတို့ကြားမှာပြရိုက်တီရည်ရှိတည်တံ့နိုင်မှုအဆိုရင်စိန်ခေါ်မှုတရက်ဖြစ်လာပါတယ်။2025ခုနှစ်ကတော့ပြရိုက်တွေကြုံတွေ့နေရတဲ့ဒီလိုစိန်ခေါ်မှုပြဿနာအလုံးကိုတကဘာလုံးအတိုင်းတာအနေနဲ့အပြေရှာကြမယ့်နှစ်ဖြစ်ပါတယ်။ကဘာပေါ်မှာအထင်ရှားဆုံးပြရိုက်ကတော့ပြင်သစ်နိုင်ငံပါရီမြို့ကမိုနာလီဇာပကြီးကားရှိတဲ့ The Louvre Museum ဖြစ်ပါတယ်။ 2024ခုနှစ်အတွင်းမှာကဘာလက်ခရီးသည်ရှစ်တန်းထက်မနည်းလာရောက်လေ့လာခဲ့ကြတဲ့ဒီပြတဲ့ကြီးအားဆိုရင်ဖြင့်နှစ်ပေါင်း230ခန့်ရှိပြီဖြစ်ပါတယ်။အာရှရဲ့အထင်ရှားဆုံးနဲ့လာရောက်လေပတ်သူအများဆုံးကတော့တရုတ်နိုင်ငံဘေကျင်းမြို့ကတရုတ်အမျိုးသားပြရိုက်ပေးဖြစ်ပါတယ်။2024ခုနှစ်အတွင်းလာရောက်လေပတ်ခဲ့ကြတဲ့သူပေါင်းက6တန်းထက်မနည်းရှိခဲ့ကြတဲ့ဒီပြတဲ့ကြီးရဲ့မှာဆိုရင်တော့တရုတ်နိုင်ငံရဲ့ရှီဟောင်းအမွေအနှစ်တွင် ရှင်ကျင်းမှုအမှုပညာလက်ရာတွေ KSSS အတုံးပြုခဲ့ကြတဲ့လက်မှုပစ္စည်းတွေနဲ့တီထွင်စမ်းသစ်မှုပေါင်းတိတသမ6တန်းခန့်ကိုခင်ကျင်းပြသထားတာဖြစ်ပါတယ်။မြန်မာလူမျိုးတွေကြားထဲမှာနာမည်ကြီးထင်ရှားတဲ့ပြရိုက်တစ်ခုကတော့အင်္ဂလမဗြိတိရှပြရိုက်ပဲဖြစ်ပါတယ်။ဤစစ်နိုင်ငံသမိုင်းအတွက်အရေးပါလာတဲ့ Rosetta ကျောက်စာကိုဒီပြရိုက်မှာမြင်တွေ့ရမှာဖြစ်တယ်လို့ Colony ခေတုံက သိသိရမိခဲ့တဲ့မြမယဉ်ကျေးမှုလက်ရာတွေကိုလည်းပြကန်းအလိုက်ခင်းစင်ပြသလိမ့်ရှိပါတယ်။2024ခုနှစ်မှာပြသခဲ့တဲ့ဘာမတူမြမပြကန်းကတော့လူစိတ်ဝင်စားမှုအများအပြားရရှိခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆိုရင်ရှီဟောင်းယဉ်ကျေးမှုတွေတမိုင်းနဲ့ဒေသဆိုင်ရာအမွေအနှစ်များကိုထိမ့်သိမ်းပြသထားတဲ့ပြရည်များစွာရှိပြီးတော့တိုင်းရင်းသားလူမျိုးစုတွေနဲ့ခေတ်အဆက်ဆက်ကအမှုတုခုမလက်ရာတွေ ရိုးရရင်ကျေးမှုလက်ရာတွေကိုပြသထားတဲ့အမျိုးသားပြရိုက်ရန်ကုန်နဲ့အမျိုးသားပြရိုက်နေပြည်တော်တို့ကတော့တကယ့်ကိုထင်ရှားလာပါတယ်။ဒီကနေ့မေလ16ရက်နေ့မှာကြာရောက်တဲ့နိုင်ငံတကာပြရိုက်နေ့ကိုဂုဏ်ပြုတဲ့အနေနဲ့မနေ့ဖြန်မနေ့9ရက်နေ့မှာတင်ဆက်ပေးမယ်။ MI Radio ရဲ့ပြောကြမယ့်အစီအစဉ်မှာဆိုလို့ရှိရင်လေကဘာတဝမ်းကပြရိုက်တွေအကြောင်းကိုတင်ဆက်ပေးသွားအောင်မှာမို့လို့မနေ့ဖြန်အားလုံးနဲ့တူဆန်ကြပါရစေ။